တေဥဆောင်မိုးဟေကိုဖုံးမကင်လူမင်းဖုံးမကင်ပြည်သူနဲ့အင်တော်ကျော်စင်ရတော့ပူပေါင်းပအောင်လုပ်မယ်ဆိုပြီးတော့အကြောင်းပြန်လာတယ်ထွေးတော်ဘူးလို့ခေါ်တယ်မကင်ကြီးသူတို့ပြန်ပြီးတော့ပူပေါင်းပအောင်သူတို့လုပ်တယ်ပိုက်ဒီကောင်ကောင်လူမထိုင်းတော့ဘယ်တော့ဒီရှုပ်ဖေးလုံးနေတော့အလုပ်ပြန်ပါတယ်ဒါကြောင့်တော်ရင်ရေပေါ်နေတယ်အများဆုံးရှင်းနေမှလားဒီကောင်နေရှင်းနေမှလားနောက်ကလော်ဘီလုပ်တဲ့ကောင်နေသွားပြီးတော့ ခုလိုမျိုးပြည်သူတွေကိုထဲကိုဆွဲစီနေတဲ့အနေအထားရောဖြစ်သွားလက်ရှိမှာကတော့ခုဘွေးတယောက်ကိုလူမျိုးမင်းကတော့ဆွဲစီဖို့အတွက်အမိန့်နေပေးပြီးလက်ရှိမှာတော့ခုဘွေးတယောက်လည်းပါဝါရေးဆိုတဲ့နေတာနေရတယ်။ဟာလေကျွန်တော်တို့တိုင်းသူပြည်သားအားလုံးကဆောက်မဖတ်နိုင်ဟုတ်လားသူတို့နားလည်အောင်ဟုတ်လားရိုးရိုးရှင်းရှင်းပဲရှင်းပြရမှာဟုတ်လား policy တွေမူဝါဒတွေသွားမပြောနဲ့ဟဲ့ကောင်ရုပ်ောက်ပွဲထမှာတေးချမဲထက်မဲမထက်ခွေးပြစ်မယ်လို့ပြောတာဘာဖြစ်လို့လဲတိုင်းပြည်မှာ အဲ့ဒီဥစ္စာကိုအခုကျွန်တော်မနေ့ကရမဲသိန်းတို့ပြော်ပွဲတို့မှာရုံးဖွဲ့ပွဲမှာပြောတယ်ဥက္ကရာကြီးတဲ့ကျွန်တော်တို့မဲမထည့်ရင်ဘာဖြစ်မှာလဲတဲ့မဲမပေးရင်ဘာပဲမဲမပေးရင်ခွေးဖြစ်မယ်လို့ပြောလိုက်ဟင်ဟိုကတမတော်ကဒီလောက်ဟုတ်လားစိတ်ပါလက်ပါနဲ့ဟုတ်လားပြည်သူတွေအတွက်လုပ်ပေးပါတယ်လို့ပြောနေတဲ့ဥစ္စာကိုမင်းတို့ကကြည်တိကြံလောက်အောင်မင်းတို့ကဘာကောင်းနေလဲမဲဟုတ်လားအေးအခုလည်းပြော ်တွေ့ရနော်အားလုံးတွေ့တဲ့အချိန်မှာပဲဒါမဲဆွဲနေတာတဲ့ရအောင်မမင်းတို့မဲတော့မရအောင်မင်းတို့ကြွေးခံပါသေးရပဲကွန်လိုင်းမျိုးတွေအားလုံးပဲတဘောင်ပေးနေမိပြီးတယ်မှာမြန်သူကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Guji Revolution Channel တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုရေချင်လို့သွားပေးကမှာတော့ယနေ့နိုဝင်ဘာလ6ရက်နေ့ညပိုင်းတိနောက်ဆုံးရရှိသတင်းချို့ကိုကျဉ်းချုပ်ဖော်ပြပေးသွင်းဖြစ်တဲ့ကျွန်တော်မျိုးအားလုံးပဲစုံရှင်ပြုတင်ရန်ထပ်နောက်ဆုံးလိုက်ပါတယ် Round 2မျိုးတွေနဲ့ကတော့မြန်မာနိုင်ငံမှာအကြမ်းမဆစ်ကောင်းဆောင်မင်းအောင်နိုင်ငံနေပြီးတော့နျူကလ িয়ার စွန့်ရင်အကောင့်တွေပေါ်ရေးအတွက် ဝင်ကြီး73ပါတဲ့အဖွဲ့အစည်းကိုဖွဲ့စည်းပြီးတော့မျိုးသားကော်မတီကိုဖွဲ့စည်းလိုက်ပြီးလိုအပ်နေတဲ့ရန်ပုံဝင်တဲ့ဗဏ္ဍာရေးများကိုရှာဖွေရန်တက်မလို့ဆောင်နေကြောင်းစစ်တပ်ကထုတ်ပြန်တာတွေ့ရှိရပါတယ်။ကဲဗဏ္ဍာရေးမျိုးရှာဖွေဆိုတဲ့ကပြည်သူတွေရဲ့စည်းစိမ်တွေကရင်ပြီးဆွဲပြီးနှုတ်တော်မနေတာဖြစ်ပါတယ်။ဟွန်တုတ်ဒီတုတ်ောက်ပြီးတော့ပင်ညာရောက်ရောက်ဘာလို့လို့ဖုန်ပေးရမှာဆိုတဲ့နေထားတစ်ခုကိုတွားမဲ့မင်းအောင်လိုင်းရဲ့စနေပဲဖြစ်ပါတယ်။သူမိမရဲ့ပတ်စံအီဒီကိုတော့အတိပဲခံမလဲဗျ။မင်းအောင်လိုင်းဟာဥက္ကဋ္ဌဖြစ်ဆော်မိတ်ခဲ့တဲ့ ရိုးသားဆင်နျူကလ িয়ার စွန့်ရင်အကောင့်တွေဖော်ရေးဥဆောင်ကော်မတီကိုအောက်ကလ15ရက်နေ့မှာဖွဲ့စည်းတိုက်ပြီးအဲ့ကော်မတီမှာတော့ဝန်ကြီး73ဦးနဲ့ဖွဲ့စည်းထားကြောင်းလည်းအကြံပြညာသိရှိထားပါတယ်။ကျွန်တော်25ခုနေ့ဧပြီလအတွင်းမြန်မာနိုင်ငံမှာရုရှားကမဂါဝတ်130အသေးစားနျူကလ িয়ার ဓပောင်းပိုကိုတိဆောက်ရန်နဲ့ဆိုပါဓပောင်းပိုကိုမဂါဝတ်330အထိတက်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရေးနျူကလ িয়ার ဓပောင်းပိုဆင့်တိုးမြင့်သွားနိုင်ရန်နိုင်ငံလက်မှတ်ရေးထိုးခဲ့ရတယ်အားလုံးသိရှိမှာဖြစ်ပါတယ်။နျူကလ িয়ার ဓပောင်းပိုကိုစီမံကိန်းအတွက်ရုရှားနဲ့မြန်မာနိုင်ငံ နားလည်မှုစွာကျွန်တော်သဘောတူညီချက်ကိုတော့ညွှန်ကြားမှုချုပ်တီကနေပြီးလို့ခဲ့ပြီးမြန်မာနိုင်ငံသိပ္ပံနည်းပညာဝန်ကြီးရိုးသိန်းကျော်ကလည်းလက်မှတ်ရထုတ်ကြောင်းသိရှိကြပါတယ်။မြန်မာနိုင်ငံယခုနှစ်စတင်မလာရုရှားခီးစဉ်တွင်မြန်မာနိုင်ငံအတွက်အသေးစားလျှက်စစ်တအားပိတ်ဆို့ံတိစောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံစောက်အုံတွေလူစွန့်ရင်းမြစ်တွေနဲ့အခြားလိုအပ်တဲ့လုပ်ငန်းတွေကိုရုရှားဖက်ဒရယ်နိုင်ငံနဲ့အောင်းပေါ်ပူးပေါင်းပြီးတော့နိုင်ငံများဆက်လက်ဆောင်ရွက်တော့မယ်လို့လည်းမြန်မာနိုင်ငံထုတ်ဖော်ပြောကြားတာတွေ့ရှိရပါတယ်။ရုရှားကလူချင်းနဲ့မြေခွက်တွေပဲနေရမဆိုလို့ညှို့ထိုးပါက အဲ့ဒီအကျယ်ဝန်းတိုင်းပြေးသွားမယ်ဆိုလေမြေအောင်နိုင်ကတိကူပြုတ်ခဲ့တယ်ဆိုအောင်သိရှိမှဖြစ်ပါတယ်။တော့ကြီးကြီးရမြေအောင်နိုင်တကောင်ကသူ့ရဲ့အာဏာတည်မြဲမှုတွေနိုင်ငံကိုဘယ်လိုမျိုးရောင်းစနေလဲဆိုတော့ကုတ်ကင်ပေါ်နေဖြစ်တဲ့အတွက်တော်နယ်မျိုးတွေအားလုံးပဲတော်နယ်တည်တော်နယ်မျိုးနေစင်နေမြတ်တော်နယ်တွေကိုလိုရတယ်ဆိုတော့ညာပြတ်ထမှန်အတိပေးကြပါတယ်။ဟုတ်တဲ့သင်္ဘောအနေနဲ့ကတော့ဘကိုးတိုင်းပြုတ်မှုတွေမှာရှိတဲ့အကြီးကုန်းတောင်ရွာကိုဘုံစာကျဲတဲ့စစ်တရဒိုင်ယိုကိုပရာရဟင်းတစည်းပြတ်ချပြီးတော့မောင်းနေတဲ့စစ်ကွေးနှစ်ကောင်နေရာဝန်ပို့ချင်းပြီးသွားကြောင်းသိရှိရပါတယ်။အာနိုမာလာ6ရက်နေ့ဒီနေ့နနက်7:55မိနစ်မှာ ပြုံးမှုနဲ့မကြီးကုန်းတောင်ရကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပေနဲ့အကြမ်းမစစ်တဲ့ဟာအခုလိုမျိုးပဲယူကိုဘရာနဲ့ပြီးလာပြီးတော့အခုလိုမျိုးဘုံတွေကျက်ခဲ့ရဖြစ်ပါတယ်ဒါခမရ990တင်းက120မမလက်နဲ့ကြည့်နေပြစ်ခတ်ပြီးတော့အသေးကန်ဂျုံးမြတ်နဲ့ပြစ်ခတ်တက်ခဲ့ကြအောင်လို့သိရှိရပါတယ်ဒီနေ့မိုးနေ့ပိုင်းတနာကြီး30မိနစ်မှာတော့အကြမ်းမစစ်တဲ့ဟာဒိုင်ယူကိုဘရာနစီယာမကြီးကုန်းတောင်ရမှာရှိတဲ့နေအိမ်တွေကိုဘုံနှလုံးတက်မှန်ကျက်ချတက်ခဲ့ကြအောင်နဲ့အိတ်တက်ခဲ့မှုတွေမှာတော့မကြီးတောင်ရွာသားအသက်55နှစ်အရွယ်ဦးမောင်ငယ်ဟာအိုက်ပွင့်ထက်သွားပြီးတော့အဲဒီနေ့ပြေဆုံးခဲ့ပြီး နေရင်ချောင်းလုံးပစ္စည်းအောင်သိရှိရပါတယ်ဒီကောင်ကပဲဒီကိုတွေကကောင်းကင်ကထုတ်ချင်တာလုပ်လို့ရဆိုပြီးတော့ထုတ်နေကြတယ်ဖြစ်ပါတယ်နောက်တဲ့တင်မို့အနေနဲ့ကတော့ယုံလေးကနေပြီးတော့ခေါင်းဆောင်ပြီးပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲကျင်းပရမှာရွေးကောက်ပွဲရဲ့အမှုတွေဖြစ်တဲ့စကားလုံးတွေကိုနုပညာရှင်ဘယ်သူမှဆိုပြောပြီးတော့ဗီဒီယိုပို့ပေးရမယ်ဆိုတဲ့စီနဲ့ပတ်သက်ပြီးတော့အဲ့ဒီမှာတော့ဖိုးဖေးကပုံကင်တာလည်းမရှိဘူးဆက်သွယ်ရလည်းမရှိဘူးဆိုပြီးဖိုးဖေးကိုလက်ချင်မှာထိန်းသိမ်းထားရဆိုပြီးသတင်းတွေထွက်ပေါ်လာဖြစ်ပါတယ်။အခုကျွန်တော်တို့အနေနဲ့ဒီသတင်းကအမှန်လားမှားလားဆိုတာကိုဆက်လက်ဆောင်ကြည့်နေတာဖြစ်ပြီးတော့လက်ရှိချိန်မှာကတော့သတင်းတွေကကြေပြန့်ထွက်ရှိနေပြီးတော့ ဘောမရက်ကွန်မှာလည်းကျွန်တော်လေးဦးမှာကြီးမြတ်ထုတ်ပြန်နေတွေ့ရပြီးတော့သူတို့ရဲ့ပြောချင်တဲ့သဘောတရားကတော့သူတို့ရဲ့အဘကနေပြီးတော့ပြောတဲ့အနေထားတွေကိုခဲပဲဗီဒီယိုမှာဝင်ရောက်ပေါဝင်ချင်းပူပေါင်းချင်းမရှိဘူးဆိုရင်တော့ဘယ်လိုမျိုးလုပ်မလဲဆိုတဲ့အကြောင်းထပ်မံတလဲလဲဝါရဖြန်နေရတွေ့ရှိနေရပါတယ်။ကဲအချင်းမှာတော့ကိုဝိဒ်တယောက်တကယ်ပဲဖန်စီခံခံရဆိုတော့တော့ရောနေတဲ့တင်းတွေကိုစတဲ့တင်းမျိုးပြောင်းဖြစ်ပါတယ်။ ရခိုင်တကူရခိုင်သားတွေအားလုံးလေးသားတန်ဖို့ထားရတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုလှုပ်ကြံဖို့အတွက်မင်းအောင်နိုင်ကစနစ်တကြစီအမံနေရေးဆွဲထားပြီပါသူရေးစားထားတဲ့အစီအစဉ်တွေကဘုကျုံထွန်းမြတ်နိုင်တဲ့အရခတ်တက်တော့ AAULE ခေါင်းဆောင်တွေကိုလုံခြံတပ်ဖြတ်ဖို့ဖြစ်ပါတယ်။ကျွန်ရဲ့ဖီကိုကျွန်ရဲ့ရခိုင်သူရခိုင်သားညီကိုမောင်မတွေ sharing ပြန်လုပ်ပေးဖို့ကျွန်တော်ဒီကနေပြီးတော့မေတ္တာရက်ခံလုပ်တယ်။ရခိုင်ကိုထိရင်ကျွန်တော်တို့ကိုထိရတဲ့အတူတူပါပဲ။လက်ရှိကျွန်တော်တို့တော်လှန်ရေးကာလာတောက်လျှောက်မှာတိုင်းရင်သားတွေတွေမှာအရကတက်တော့ AA ရဲ့ပြတ်သားတဲ့အကျံဖက်စစ်ခွေးတက်ချေမုန်းတဲ့ပုံစံတွေသူတို့ရဲ့စနီးပြူဟာတွေသူတို့ရဲ့ဥဆောင်မှုအရေးချင်းတွေပြီးတော့ရခိုင်သူရခိုင်သားတွေရဲ့စီလုံးညှင်းမှုအခြေအနေတွေကကျွန်တော်တို့အတွက်ကတော့အမခံမှာ ကျွန်တော်တို့ကနေ့ဒီနေ့အချိန်ထိ jewelry aa လို့မျိုးကျွန်တော်တို့မလုပ်ပြနိုင်သေးဘူးဝန်ခံပါတယ်อืมကျွန်တော်တို့အတူယူနေစေကျွန်တော်တို့တင်ယူနေရစေကျွန်တော်ရဲ့နီးပြတင်နှံမှုဟာအာခတ်တတ်တော့ aa ပါကျွန်တော်ရဲ့တိုက်ခတ်ရေးဆရာတွေကရခိုင်နေဖြစ်ပါတယ်ရခိုင်ရဲ့တင်ကြပို့ချမှုကိုခံယူရင်းနဲ့ကျွန်တော်နေဦးတော့လိုက်ရေးပေါက်ဖွာလာတဲ့ရဲဘော်တယောက်ဖြစ်တယ်ဒါကြောင့် ရခိုင်ကိုထိရင်ကျွန်တော်တို့ထိတာနဲ့အတူတူပဲအာခတ်တက်တော့ AA နဲ့ ULA ဘုဆိုးထွန်းမြတ်နိုင်တဲ့ခေါင်းဆောင်တွေကိုထိတယ်ဆိုရင်တော့ကျွန်တော်တို့ထိတာနဲ့အတူတူပဲလို့ဆိုတာပါအကျိုးဘလို့ဘလို့ပဲပြောဆိုပါစေကျွန်တော်ကရခိုင်နဲ့အတူတူရှိတာပါဟုတ်ပြီကျွန်တော်ရခိုင်အတွက်ကျွန်တော်ကျေးဇူးပြန်ဆက်ဖို့အခွင့်အမြဲတမ်းမျှော်လင့်နေတာပါကျွန်တော်တို့စစ်မြေပြင်မှာ တူတူလုတ်တယ်လုတ်ခဲ့ဘူးတယ်ဟွအခုအလကတက်တော့အေအေနဲ့ရခိုင်ခေါင်းဆောင်တွေကိုမင်းအောင်လှိုင်ကလုတ်ကြံတက်ဖြတ်ဖို့ပြင်ဆင်ထားပြပါသူရဲ့ပြင်ဆင်ချက်တွေကိုကျွန်တော်အသေးစိတ်ဖော်ပြလို့မရသေးပေမဲ့သူဟာအဓိကအားဖြင့်သူလိုဒလန်တွေကိုအသုံးပြုပြီးတော့ကျွန်တော် agent spine တွေနဲ့ကျွန်တော်ထောက်လန်းရေးကိုအထူးပြုပြင်ဆင်ထားပြီးဖြစ်တယ် မိုးဟေကိုဖုံးမကင်လူမင်းဖုံးမကင်ပြည်သူနဲ့အိမ်ရောကြော်စင်ရောပူပေါင်းပေါင်းမှုလုပ်မယ်ဆိုပြီးတော့အကြောင်းပြန်လာတယ်ထွန်းယူတော်ဘုလို့ခေါ်တယ်မကင်ကြီးသူတို့ပြန်ပြီးတော့ပူပေါင်းပေါင်းသူတို့လုပ်တယ်ပိုက်ဒီကောင်ဒီကောင်လူပြည်မှာထိုင်းရောဘယ်လောက်ထိရှုပ်ထွေးလုပ်နေတယ်အောင်လူပဲပြန်ပါတယ်ဒါကြောင့်တော်လိုင်းရေပေါ်နေတယ်အများဆုံးရှင်းလင်းမလာဒီကောင်နဲ့ရှင်းလင်းမလာနောက်ကလော်ဘီလုပ်တဲ့ကောင်တွေနေပါပြီးတော့ခုလိုမျိုးပြည်သူတွေကိုထဲကိုဆွဲစီနေတဲ့အနေထားရရောက်အောင်ဖြစ်သွားလက်ရှိမှာကတော့ဖိုးဖိုးတယောက်ကိုသူမျိုးမင်းကတော့ဆွဲစီဖို့အတွက်အမိန့်နေပေးပြီး လက်ရှိမှာတော့ဗီဒီယိုတွေပါဝါးဆိုတဲ့နေနဲ့ကြားနေရဖြစ်ပါတယ်။ကိုပူပါပါဘူးလို့တယ်။အစားစစ်နာမည်ကျော်လို့ပြန်ရှင်တော်တော်များကိုပူပါပါဝင်လာပြီ။ဒရိုက်တာတွေလည်းကိုပူပါပါဝင်လာပြီ။တော်တော်များပါလာပြီအခု။ပါလာပြီတော့သူတို့သိလာပြီ။ငါတို့ဟိုကောင်တွေချင်းချောက်နေတာတပ်ဖို့ချောက်ချင်းချောက်နေတာ။အဲ့တော့ငါတို့ကတပ်ဖို့ချောက်ချင်းချောက်နေတဲ့ကောင်တွေကိုဘာလုပ်ပြရမလဲ။ကြောက်ပြရမှာလား။ဒီဘက်ကနေနိုင်ငံတော်နဲ့ပို့ပြီးနိနိကပူပေါင်းပြီးတော့ဒီကောင်တွေရဲ့ဒီကောင်တွေကိုငါတို့ကြောက်အောင်ပြန်လုပ်ပေးရမလားဆိုတာမျိုးသူတို့နားလည်သွားပုံရတယ်။ပြီးတော့မင်းကနားလည်ပြီးတော့မင်းကြတော့ပုံနေပြီးတော့တဲ့ပါ။ငါတို့ကနိုင်ငံတော်ကိုကူညီတာ။ငါတို့က စစ်တပ်ကိုကူညီတာလားနိုင်ငံတော်ကူညီလားဆိုတာမျိုးသူတို့တချို့ကိုယ်ရဲရဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာဒီဗီဒီယိုဖိုင်လေးခင်ဗျားတို့ကြည့်လိုက်ကျွန်တော်ဖတ်ကြည့်ပြီးအဲ့ဒီနှုတ်ပညာရှင်တွေကိုဘာလို့စင်ကြတာလဲပြန်ပြီးတော့ကြည့်နေကြတာရွေးကောက်ပွဲရအဲလူလူကြီးရဲ့နိုင်ခြင်းနှိမ့်ဆက်တဲ့အာဏာရှင်နဲ့ဟုတ်လားဟမ်လူလူလူဆက်ဆံတဲ့အစိုးရနဲ့နေမလားဆိုတာကိုအဆုံးဖြတ်ပေးမယ်ရွေးကောက်ပွဲဟမ်ကိုယ့်ရဲ့ရွေးချယ်ဒါအလဲအောင်ဒါလူမင်းဆိုတာတစ်ခါလိုက်25နှစ်ကြာတယ်ကွာနားလေလား ဒီမိုကရေစီရဲ့အနေရတာအဲမှာဘူးထားလို့ရင်ချောက်မှာပဲအဲဘာလို့နေဘက်ကဝင်နေနေဆိုရင်လေဒီဒီဆိုင်ကြီးခိုင်းတာလားကြီးခိုင်းတာမဟုတ်ဘူးဘာမှမတက်ပဲအသွင်ပြောင်းပြီးရောက်လာတဲ့ကောင်တွေဟင်းသာဟောက်လာဟိုမခံရတော့လို့တဲ့ကောင်းတော့တင်းဆောင်တော်တော်ကောင်းတယ်ဖြစ်လားตามมาเลยซื้อส่งเชิญเว้ยซื้อของเลยอ่ะขานาไรขานาไรมาเออวายตรอยดาวายโหหนีไม่ออกมาฮะเนี่ยอะไรก็กระดานตอตอไปกะละแตกเนี่ยเป็นบ้อง90จนลุกขึ้นอ่ะ34เนี่ยแหละตรงนี้สู้อ่ะ90 ်54ကြိုင်ခင်ဗျားတို့ပြင်ဆင်ကြည့်အဲ့ဒီဗီဒီယိုဖိုင်နဲ့အဲ့ဒီတိုးဆောင်တွေကိုနော်အာနာမိုက်တွေကဘာမှမပြောပြနေတော့ဘာလဲဆိုတော့ဆွေးနွေးနေတာတကယ်လားသူတို့ကဲကိုလူမင်းပေါ့ကိုလူမင်းခင်ဗျားလေးဖွင့်ကြည့်ပြခင်ဗျားလေးကျင်းနောက်ကျန်ခင်ဗျားဘယ်လိုနေလဲဘယ်လိုခံစားရလဲပြောကြည့်ပါဦးမှတ်ချက်လေးပြောကြည့်ပါလားအဲ့လိုမေးကြည့်ရင်အဲ့ကောင်လေးဒီသူ့ဗီဒီယိုဖိုင်သူတို့ကြည့်ပြီးတော့သူတို့ဘယ်လိုခံစားမလဲမင်းအခုပြောတဲ့ဗီဒီယိုဖိုင်နဲ့ငါတို့ကသိထားတယ်မင်းပြန်နေရင်ပြန်ကြည့်ရမှာပဲဘူးနဲ့အင်းပါမိစားကုန်းနေမင်းတို့ဘာဘွားပြနေပဲနော်ကျော်မျိုးမင်းသူတို့အခုလှုပ်သွားတဲ့အကုန်လုံးကတပါတီကျွန်လှုပ်သွားတာ ဒါပါဒီနေ့ကတော့ရင်းတော့နှုတ်ဆက်အားလုံးပဲမင်္ဂလာပါပြီးွားရင် မင်္ဂလာပါဆရာကြီးပါဆရာမင်္ဂလာပါဆရာကြီးကတော့ဒါကျွန်တော်နဲ့အတူဒါခီးသွားတဲ့နေရာမှာပါမလာခဲ့ဘူးပေါ့နော်ဒါလည်းကျွန်တော်တို့ဟိုလုံညုံကြီးအရာအဲကျွန်တော်လူလူကြီးအကန့်အသတ်နဲ့လာရတဲ့ခါကျတော့အဲကျွန်တော်တို့ကျွန်တော်နဲ့နောက်ထပ်ဒီရက်ကူးကြီးမှာအဆင်ပြေမဲ့လူနဲ့ပဲလာခဲ့လိုက်တာပေါ့နော်ဒီနေ့ကကျွန်တော်တို့ဒါထုံးတဲ့တိုင်းပဲကျွန်တော်ထူးခြားသတင်းတွေ တင်ဆက်ပေးသွားမှာပေါ့အဲဒီနေ့ကတော့2025နိုဝင်ဘာ6ရက်နေ့ပေါ့နော်6ရက်နေ့မှာကျွန်တော် line ပေါ်မှာသတင်းတစ်ခုတွက်တွေ့ရပြအဲ့သတင်းကဘာလဲဆိုတော့ကျွန်တော်တို့အဲဒါစစ်တွေ့အကျဉ်းထောင်ကနေပြီးတော့မှကျွန်တော်တို့ထောင်သားတချို့ကိုအဲပြီမောက်ပို့ပြီးတော့မှစစ်တင်တန်းတက်ခိုင်းမှုဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်အဲပြီမောက်ပို့တယ်လို့သတင်းတစ်ခုကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အရင်နှောင်းက စင်းဆိုးရရဲ့လှုပ်လိလှုပ်ထရှိတဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးဒါအဲရှင်းပြခြင်းတာပေါ့နော်အရင်တုန်းကကျွန်တော်2006မှာကျွန်တော်ဒါတောင်ပိုင်းတိုင်းစစ်ရနာကျုပ်လို့ခေါ်မှာပေါ့တောင်ငူပေါ့နော်တောင်ငူခွင်ထဲကကျွန်တော်စစ်စင်ဧရိယာတွေပေါ့နော်စစ်တပ်ရဲ့စစ်စင်ဧရိယာတွေကိုကျွန်တော်တို့တွေခြေတန်းဝင်ခဲ့တဲ့အချိန်မှာဘာတွေဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့အဲဒီတုန်းက အဲကျွန်တော်ဘူဒီတောင်ကလေဘူဒီတောင်ကနေကျွန်တော်ရှေ့တန်းထွက်လာတယ်ရှေ့တန်းထွက်လာတဲ့အချိန်မှာဘူဒီတောင်စစ်တွေစစ်တွေကနေတောင်ကုတ်တောင်ကုတ်ကနေတခါကားနဲ့ပြီးပေါ့နော်အဲပြီးကနေတခါကျွန်တော်တို့အဲဟိုမောဇာဘူဒါကိုသွားရတယ်အဲကျွန်တော် ပြီးပြီးအင်းနာပေါ့နော် မောဇာဘူဒါမောဇာဘူဒါကနေကျွန်တော်ယထားနဲ့တခါထပ်ပြီးတော့မှထွက်တဲ့အချိန်မှာပင်းရွယ်ကုန်းပင်းရွယ်ကုန်းဘူဒါမှာရက်တယ်ရက်ပြီးတော့ပင်းရွယ်ကုန်းကနေကျွန်တော်တို့တဆင့်ကားနဲ့တခါကျွန်တော်ရှေ့တန်းနေမြေတွေဝင်ရတာပေါ့နော် ဝင်ရတဲ့အချိန်မှာကျွန်တော်တို့ကိုအဲဘာပေးလဲဆိုတော့ကျွန်တော်တို့ထောင်သား330ပေးခဲ့ဘူးတဲ့တာတကရှိခဲ့တယ်ပေါ့နော်ကျွန်တော်တို့မှာအဲ330မှာကျွန်တော်တို့ကတရင်ကိုရင်ပေါ့နော်တရင်ကိုရင်ပြီးလို့ရှိရင်နီးပြီးွားနှစ်ခုပြီးရင်ကျွန်တော်တို့ခြေရန်တက်မှတစ်ခုပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့ဝေပုံညခွဲတဲ့အချိန်မှာကျွန်တော်တို့တရင်ကအဲ့ထောင်သား 30ရခဲ့တယ်ပေါ့နော်ထောင်သား30ရခဲ့တယ်ထောင်သား30ရတဲ့အချိန်မှာထောင်သားတွေကိုဘာခိုင်းလဲဆိုတော့အဓိကကကျွန်တော်တို့ကကြောပိုးအိတ်လွယ်ခိုင်းတယ်ကျွန်တော်တို့ရဲ့မနိုင်တဲ့ဘုံသီးတွေတို့ကြည်စံတွေတို့စားနပ်ရိက္ခာတို့ကျွန်တော်တို့လွယ်ခိုင်းတယ်လွယ်ခိုင်းပြီးတော့မှသူတို့ကောင်းကောင်းအတုံးချခဲ့တာပေါ့အဲဒီတော့ကတော့ထင်ခဲ့တာကသူတို့ကလည်းပြောပြတယ်ကျွန်တော်တို့ကဒီဝင်းဆောင်ဖြစ်နဲ့လိုက်လို့ရှိရင်ကျွန်တော်ထောင်ဆန်းကားနှစ်ကြတယ်ဝင်းဆောင်ဖြစ်နဲ့လိုက်ခဲ့လို့ရှိရင် အဲကျွန်တော်တို့ short ရက်ရတယ်ပေါ့အဲ short ရက်ရတယ်အဲ့ဒီခါကျတော့ကျွန်တော်တို့ကဒီအခြေတန်းကို live ဖို့ပဲကျွန်တော်တို့ကတချို့တွေကတောင်းဆိုကြတယ်ပေါ့နော်အဲ့ဒီမှာထူကြတာတခုကနိုင်ငံရေးကျင်းသားလုံးဝမပါပါဘူးနိုင်ငံရေးကျင်းသားလုံးဝမပါဘူးဘာလဲဆိုတော့ကျွန်တော်တို့အဲခိုးမှုတို့လူတက်မှုတို့မရင်းတို့ပါကျန်တဲ့အဲ့လိုမျိုးတော့နှစ်ကြီးသမားပေါ့နော် နှစ်20ပတ်လည်လူတွေကိုသူကခြေတန်းကိုပို့လိပို့ထရှိတယ်ပေါ့နော်အခုဟာက ဘယ်လိုလူတွေကိုပို့မလဲဆိုတာကျွန်တော်တို့မှထပ်ပြီးတော့မှစဉ်းစားစရာတွေတော့ဖြစ်ပြီပေါ့နော်ကျွန်တော်ပို့တဲ့လူတွေကနိုင်ငံရေးကျင်းသားတွေမှဖြစ်ခဲ့ရင်ကျွန်တော်လူတွေကနိုင်ငံရေးကျင်းသားဖြစ်လဲတခါထောင်ကျခံနေရတယ်မိသားစုနဲ့လည်းတွေ့ခွင့်မရဘူးပြီးရခါကျရှေ့တန်းကိုခုလိုမျိုးအပို့ခံရမယ်ဆိုလို့ရှိရင်လဲထပ်ပြီးတော့မှဟိုစိတ်နာစရာဖြစ်တယ်ထပ်ပြီးတော့မှ ဖြစ်မယ်ပေါ့နော်အဲ့တော့အခုကကသူကစစ်တင်တန်းတက်ဖို့လို့ ကြီးရွယ်ပေမဲ့လည်းကျွန်တော်စိတ်ချင်တော့လူသားတိုင်းဖြစ်အသုံးချဖို့လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်လူသားတိုင်းဖြစ်အသုံးချဖို့လို့ဘာကြောင့်ယူဆလဲလို့ဆိုတော့ကျွန်တော်တို့အဲ့ဒီတုန်းကကျွန်တော်တို့ထောင်သားအယောက်30ရခဲ့တဲ့အချိန်မှာအဲကျွန်တော်တို့ဒီကြောက်ကြီးတံပိုးပေါ့နော်တံပိုးကနေကျွန်တော်တို့ကပ်ပေတို့ဘင်ပြဲတို့အဲ့ဒီကနေကျွန်တော်တို့ဟိုးဘက်ရှေ့ကိုဆက်တက်တဲ့အချိန်မှာလွန်မှုဘလော့ဆုံးမှုဘလော့ပေါ့နော် အဲဆောမှုဘလော့လွယ်မှုဘလော့ဆောမှုကိုအရင်တွေ့တာပေါ့ဆောမှုဘလော့ပြီးသွားလို့ရှိရင်လွယ်မှုဘလော့လွယ်မှုဘလော့ကနေကျွန်တော်ရှေ့ကိုထပ်ပြီးတော့တက်တော့အဲခုမှုတဲ့အဲတီချီခီခုမှုတဲ့ဘုံနေတဲ့ဆိုတဲ့စခန်း၃ခုကိုကျွန်တော်ဒါစာက55ကနေပြီးတော့မှထပ်ပြီးတော့မှကျွန်တော်စခန်းကိုအစ်စ်ဖြစ်ထပ်ပြီးတော့မှတိဆောက်တယ်ပေါ့နော်အထပ်ပြီးတိဆောက်တဲ့အချိန်မှာကျွန်တော်တို့မှပါလာတဲ့အဲ့ထောင်သားအယောက်30ကဘယ်နေရာမှာအသုံးဝင်လဲဆိုတဲ့ဟာစစ်တပ်ကကောင်းကောင်းသိခဲ့တယ် ဘယ်နေရာမှာသုံးဝင်လဲဆိုတော့ကျွန်တော်တို့အဲ့ဒီခုမှုတန်းနဲ့ဘုံနေတဲ့ဂျားထဲမှာအဲ့တော့ကတော့ကျွန်တော်မပါခဲ့ဘူးပေါ့နော်ကျွန်တော်စီကတက်ခွဲတက်ခွဲကဒါဘိုးကြီးအောင်မျိုးပေါ့ဘိုးကြီးအောင်မျိုးဆိုရဲလက်ရှိဒါအောင်လန်းမှာတက်ကထွက်သွားပြီပေါ့နော်ထောင်လိုင်းကြီးကနေနားယူတယ်ထောင်လိုင်းကြီးကနေပြုတ်တယ်ပြုတ်ပြီးတော့မှကျွန်တော်တို့ခမရ965ကိုရောက်ခဲ့တယ်ခမ965ကနေမှ तू ကအဲထွက်ခွင့်ရတယ်ပေါ့နော်ထွက်ခွင့်ရတဲ့အချိန်မှာလက်ရှိအောင်လန်းမှာ အခြေချနေတဲ့ဘူကြီးအောင်မျိုးပေါ့အလုပ်တင်20ခွန်ကတူတက်ခွဲနဲ့ကျွန်တော် KNU နဲ့ကနှစ်နာရီကြော်ကြာလောက်တိုက်ပွဲဖြစ်ခဲ့ဖြစ်တဲ့အချိန်မှာရှေ့ကကျွန်တော်တို့ point တဆုနဲ့ပေါ့ point တဆုနဲ့တောက်လျှောက်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာရှေ့ကလူတွေအကုန်လုံးက equipment မှာပါတဲ့အဖြည့်ပြီးသားကြီပေါက်တွေရောဘာတွေရောအကုန်လုံးကုန်သွားပြီ ပြန်ပြစ်ဖို့အတွက်နှစ်နာရီကြော်တိုက်ပွဲဆိုတော့အကုန်လုံးကခါမှာပါတဲ့ခေရန်အကုန်ကုန်ခဲ့တယ်ပေါ့နော်ကုန်တဲ့အချိန်မှာဘာဖြစ်လဲ လက်နဲ့ခရမ်းခရမ်းလိုလာအောင်လိုလာတော့တို့ကနောက်ကတက်စုကိုဆက်နဲ့လှမ်းပြောပြီးတော့မှငါတို့ခရမ်းရှေ့ကိုတင်ပေးရှေ့ကိုတင်ပေးဆိုတဲ့အချိန်မှာကျွန်တော်တို့ရှေ့ကိုတင်ပေးဖို့ခွဲကနောက်ပိတ်ကစူးစားခဲ့တယ်ဗောနော်စူးစားတော့ကျွန်တော်တို့စစ်ယူနီဖောင်းနဲ့ရှေ့ကိုတက်ပို့တာနဲ့ KNU ကချက်ချင်းအဲကျွန်တော်တို့ဆက်လက်နဲ့ဗောနော်ဆက်လက်နဲ့တောင်းလျှောက်ချက်ချင်းပြစ်တယ်ပြစ်တော့လုံးဝမရတဲ့အချိန်မှာအဲ့မှာထောင်သားတယောက်က အဲဒီဝင်ဆောင်ပေါ့နော်ဝင်ဆောင်တယောက်ကကျွန်တော်တို့ကိုအဲ तू ကတော့ချက်တစ်ခုကို तू စဉ်းစားလိုက်မိလိမ့်မယ်နဲ့တူရနော်ကျွန်တော်တို့ကတော့မစဉ်းစားမိဘူးအဲ့ချိန်မှာ तू စဉ်းစားလိုက်မိတာကကျွန်တော်ပေးကျွန်တော်ပေးဆိုပြီးတော့အဲ့မှာကျွန်တော်အုတ်ထုတ်အပြာပေါ့နော်တို့ထောင်သားတွေကိုပေးဆောင်တဲ့အုတ်ထုတ်အပြာအဝိုင်းပေါ့နော်အဲ့အဝိုင်းလေးထဲမှာ तू ကလိုက်ပြီးတော့မှနောက်ကလူတွေရဲ့ခါမှရှိရဲ့ကြီဖြည်းပြီးသားကြီပေါက်တွေအကုန်လုံးကို तू ကအဲ့အုတ်ထုတ်နဲ့လိုက်ပြီးတော့မှအုတ်ထုတ်ထဲကိုထည့်ခိုင်းတာ ကျွန်တော်ထည့်ထည့်ပေးလိုက်ထည့်ပေးလိုက်ဆိုပြီးတော့မှသူရှေ့တိုက်ပွဲဖြစ်တဲ့နေရာကိုထွက်ပြေးတဲ့အချိန်မှာ KNU ကလုံးဝမပြေဘူးအဲ့ဒါကဘာလဲဆိုတော့တော်လန်ရေးရဲ့တစ္ဆာရှိခြင်းကငါတို့ဒီစစ်တပ်ကកောင်းအောင်ပဲပြရမယ်လက်ရှိလက်ဒီတိုင်းပဲကျွန်တော်တို့မင်းအွန်လိုင်းကိုကာကွယ်နေတဲ့កောင်းအောင်ပဲပြရမယ်ဆိုတဲ့စိတ်ကကျွန်တော်တော်လန်တက်ဖွဲ့မှာရှိတယ်ဆိုတဲ့ဟာကအဲ့ဒီကလေးကဒါ2009နော်2009ကလေးအဲ့ဒီစိတ်ရှိခဲ့တယ် အဲ့မှာအဲ့ထောင်သားထွက်ပြီးတော့မှပေးတာအကုန်လုံးတက်စုတစုလုံးကိုသူကြီပေါက်တွေတယောက်ကို၃ပေါက်တို့၂ပေါက်တို့အဲ့လိုမျိုးလိုက်ပေးပြီးတော့သူပြန်ဝင်လာတဲ့ချိန်ညမှာ KNU ကတိုက်ပွဲကိုပြန်ဆတယ်ဗမာစကားနားလေးဗမာစကားဗမီဗမီ language မြန်မာ language မြန်မာ language မြန်မာစကားဗမာစကားမြန်မာ language ရတယ်ဒါတားကြီးကတတ်တယ် yeah ။ဟုတ်။ဒါစီရ။ဘယ်နှစ်ကရောက်တာဘယ်နှစ်ကကျွန်တော်ဒီရီရောက်တာလား1980ခုနှစ်။ဟုတ်1980ခုနှစ်။ဘာလို့ရောက်လား။မေလ9ရက်နေ့။မေလ9ရက်ဘာလို့ရောက်လား။ကဲ1982ခုနှစ်မေလ9ရက်နေ့ကအိန္ဒိယနိုင်ငံရောက်လာတာသူရဲ့ရောက်လာတဲ့ရက်နဲ့ချိန်ကိုတော့တိကျသိရဆိုရဘယ်လောက်ထီတော်မှဒါအမှတ်တရနေဖြစ်နေဆိုတာကနေဝင်းလက်ထက်မှာအခုလိုမျိုးပူခံမြန်မာနိုင်ငံသားတယောက်ဖြစ်ပါတယ်အိန္ဒိယနိုင်ငံရောက်နေဖြစ်တဲ့ဆိုတော့ ပြောင်းဖြစ်ပါတယ်။အဖြစ်လို့ရောက်တယ်လဲကျွန်တော်တို့ဖြူဖြူဆွဲရမှာ။ Explain explain ဖြူဖြူဆွဲရမှာဟုတ်ဘူး။တာဦးစင်းတဲ့အချိန်မှာကိုတိုင်းမျိုးဘယ်ဘယ်ဘရုတောက်ချုပ်တဲ့နေကတော့နေဝင်ဥနေဝင်ဥနေဝင်ဩသူကသူကပြောတာပြည်သူတက်ကောကောင်းကျိုးတက်တော့အုတ်ချောင်းနေလို့ဆိုတော့ဟုတ်ပါဘူး อืมไอ้สิตามันชีวูอืมอ๋อกาตะอ๋อกาตะอ๋อกาตะกายกามสิกามโนกะตัยตัวปิตุเปาะปาสิเนชอกปฐมดุติยาตัตติยาติเสณสิ30เมอ๋อพยายตนะสยายตนะตังฆายตนะยตนะเมตะ3มาโตโยเสมินโนเสสมุชิตวะพุทธะพุ่มเยมาเลยตอไป င်လိုက်ရတာပြီးတော့ကတော့ရတော့ကြိုးကြောက်ပဲ၄ပါကတော့ဥပါရက်ဖြစ်ရှိပါရသဖြင့်၅ပါဝိပါတိတရား၄ပါပြတ္တနာတရား၅ပါတို့ကအခါခါတည်းဒီလိုမျိုးသိဖြစ်အစွန်းစွန်းသောဘဝမှာဇန်တရားဟိုးတရားမှတ်တရားနိဗ္ဗာန်ချမ်းသာတရားတို့မြတ်ရလွယ်ရောက်လာပါရှင်ခင်ဗျာ very good သွားမရှိတော့ဘူး yes အတကားတော့ဟိုးဟိုးဟိုးကျမ်းပါပါစေချမ်းသာပါစေ အရဟံသမ္မာသမ္ဗုဒ္ဓဝိသသရဏသမ္မာတုပ္ပတ္တနောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိတတ္တဒေဝဘနုဿာနဗုဒ္ဓဘဂဝါသခတောဘဂဝတာဓမ္မတန်တတိကောအာကာလိကောအေဟိပတိကောဩပနိကောပိစတံဝိတိတပ်ပေါ်ဝိယုဟိ yes တုတ်ပရိပါဏဘဂဝတသဝကတံဃောဥသပရိပါဏဘဂဝတသဝကတံဃောညာယပရိပါဏဘဂဝတသဝကတံဃောယတိတစတတိပုရိသယုကနိအတ္တပုရိသပုဂ္ဂလဣတဘဂဝတသဝကတံဃောဟာဟုနေယောပါဟုနေယောဒိဋ္ဌိနေယောအင်းစတိကရဏိယောအနောက်တောင်ပုံရခေတ္တလောကသာသုမာရရှင်တိခဏမှာပါတောင်းကြပါမမမပါဘူးကွာ26မတ်လမတ်လ73ရက်73ရက် စဉ်းစားဖို့ဖြစ်ဖြစ်နော်ကျွန်တော်ဘွေ26စဉ်းစားရောက်တာ97ပေါင်းကြည့်ပါဦး26 97ခန္ဓာ7တိမ26ကိုနှုတ်လိုက်ဘယ်လောက်နှုတ်ရတယ်26ဒီမှာအစရောက်တာကိုမြန်မာမြန်မာနိုင်ငံကြီးရောက်တာလေခက်ခဲမှာပေါ့ ဒီကျွန်တော်မိတ်ဆွေတွေတချို့အရင်ရောက်တာလေဒီဒီနိုင်ငံကိုသူတော့ဒီတိုင်းပြည်တိတ်ကောင်းတယ်ဆိုတော့စာရေးတယ်ဘာမှမပူလိုက်အားလုံးလာကြတယ်တကယ်ယုံပြီးတော့နောက်နောက်ထပ်မိတ်ဆွေတယောက်ကစာရေးရတယ်ဒီတိုင်းပြည်ကိုယုံပြီးတော့မလာနဲ့တော့မောင်းထောထလင်းကတတိုင်းပြည်တို့တော့ဘာအမစင်းနေရတတ်တာလေလည်းနေရှင်လည်းမပဲနေရ international market အတန်ဝေးတော့လွယ်ဘူးဒီတိုင်းတိုင်းပြင်ပါအဲ့ဒါနဲ့ market ဘာမှပြလို့မဟုတ်လွယ်တာပေါ့ဟုတ်လို့ဟောသူစားရတယ်ဆိုတော့ရော်ရဲတော့ဆိုင်ရမယ်ဆက်ထိုင်ပြီးတော့လောကရှင်ဖရာညာညာဘူးအဲညာတော့တတိကိုပြေးပြေးရှင်တော့ဘုရားဖရာတင်ရတရားစိတ်တောင်းပေါ်လာတယ်တမရှိရှိသွားပြီးတော့ ဂျာမနီတာတာယောက်မှလောက်တယ်တာမကြီးဆိုတော့တော်ပြီလားလျှောက်တယ်ဟုတ်တာမကြီးလို့ကျွန်တော်စကားတစ်ခုပြောမယ်လက်ခံလာဟုတ်ပြောပြောပြောကျွန်တော်အမေကတော့အင်ဂျာပီကိုသွားကျင်တယ်ဟိုသွားပြီတော့မတူတာသိကျင်တယ်ဒီမှာမသိကျင်ဘူးတဲ့ကျွန်တော်မေးတက်ပြီတော့ဒုက္ခငိုးနေတယ်ညဘယ်လိုလုပ်မလဲမသိဘူး ော်လန်မျိုးတွေအားလုံးပဲဒီဗီဒီယိုတော့လည်းပဲဆုံးသက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေတင်ပြတဲ့ကျွန်တော်ရဲ့ Coach Reporting Channel လေးကို Like and Subscribe လုပ် Subscribe ပြီးဘေးရခွန်နေကြခြင်းတက်လာသမျှဗီဒီယိုသတင်းအားလုံး issue နားဆင်ရဖြစ်ပါတယ်ဒီမျိုးအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးပြကြပါမယ်